16 Les Paul 1955 2009 American guitar သမား1916တွင် Wisconsin ပြည်နယ် Waukesha မြို့၌ဖွားသည် Radio Night ကျင်းလက်ဒေးများတိခတ်သည်ဆိုရင်နာမည်ရလာခဲ့သည်ထို့နောက် Jazz guitar ဘက်သို့ကူးပြောင်းက Les Paul ၃ရောက်ဝိုင်းကိုဖွဲ့စည်းသည်1938မှ1939 1941အတွင်းနာမည်ကြီး Fred Warren အဖွဲ့နှင့် လိုက်ပါဖြောပြေရင်၃ရောက်ဝိုင်းပူ၍လူသိများလာသည်1942တွင် Hollywood သို့ရောက်သည်1950ကျော်နှစ်များတွင်သူအထူးကြော်ကြားအောင်မြင်လာသည်အဓိကကဇွဲနဘဲကြီးကြီးနှင့်ဆောင်ရွက်ခဲ့သည့်သူ၏စမ်းသပ်တီထွင်မှုများကြောင့်ဖြစ်သည်ဂီတာဖြင့် multiple recording များသူစတင်ပြုလုပ်သည် solid lord guitar ကိုတီထွင်သည်လျှက်စစ် guitar ရေပန်းစအောင်သူကြိုးပမ်းခဲ့သည်ဇနီး mary ford နှင့်တွဲဖက်၍ထင်ရှားသောဓာတ်ပြားအချက်ပေါင်းများစွာတွင်ခဲ့ပြီးရုပ်မြင်သံကြားတွင်လည်းနှစ်ပေါင်းအတော်ကြာအောင်ပူးတွဲတင်ဆက်ခဲ့သည်နောက်ပိုင်းကာလ၌လျှက်စစ် guitar အပူ၍ပြင်းထက်မြက်အောင် တူရိယာပစ္စည်းဖြစ်အောင်မွန်မှန်ပြုပြင်သောအလုပ်ကိုပင်နှိမ့်မြုပ်လုပ်ကင်ခဲ့သည် ကိုတကယ်လုံးမကြည့်သေးပဲနဲ့ကျွန်တော်လုံးမရဘူးလို့ဘယ်တော့မှမပြောနဲ့ကြောက်တုံးကြောက်ခဲနဲ့တီဆောက်ထားတဲ့နန်ရန်တတိုင်းဟူသည်လဲနန္နာဖိတွန်းလျင်တစ်ချိန်မှာပြိုလဲသွားနိုင်သည်မဖြစ်နိုင်ဘူးဆိုတာသိကြပြီလား ဲ့ဒီနေ့ကအလौသမားတွေမြောင်းတူးနေကြသည်သို့တော့ကျွန်တော်ကမြောင်းကိုစိတ်မဝင်စားနေလေစားစားရန် သူတို့နားကြသည့်အချိန်သပင်ဖြူကြိုးကျဲနှင့်အလौသမားကြီးတယောက်သူ့ဘာကြာဟောင်းလေးထုတ်ပြီးမှုတ်သည့်အခါမှသာကျွန်တော်အံ့ဩသဘောကျကာငေးကြည့်နေမိသည်အဲ့ဒီတော့ကကျွန်တော်ကြောင်းသားလေးပဲရှိသေးသည် ကျွန်တော်စိတ်ထဲတွင်ငါသာဒီလိုမှုတ်တက်ရင်တိတ်ကောင်းမှာပဲဟု တွေးနေမိသည်ဒီခိုက် အလုတ်သမားကြီးကဘာကြာကိုကျွန်တော်စီ ရုတ်တရက်ထိုးပေးသည်လောက်ကွာခြာတိတ်မှုတ်ကြည့်စမ်းကျွန်တော်မမှုတ်တတ်ဘူးခမကျွန်တော်ကညင်းသည် လူကြီးကကျွန်တော်ကိုတစ်ချက်စိုက်ကြည့်သည်ပြီးတော့မှဘဲဟုတ်မလဲခလေးရမှုတ်တာကြည့်စမ်းပါတော်ကြတော့မင်းကျွမ်းသွားမှာပါဟုဆိုသည်အဲ့ဒီနောက်သူက ကျွန်တော်တသက်သားတွင်တန်ဖိုးအရှိဆုံးစကားတစ်ခွန်းကိုဆိုသည် ကိုတကယ်လုံးမကြည့်ရသေးပဲနဲ့ ကျွန်တော်လုံးမရဘူးလို့ဘယ်တော့မှ မပြောနဲ့ကွာဟူ၏တနေ့မှစန်းနီးယားဆရာကအမေထံစာရဆောင် ကျွန်တော်နှင့်ပေးပါသည် စာကကျွန်တော်နှင့်ပတ်သက်၍မညာမတာရေးထားသည့်စာခမရဲ့သားလက်စတာဟာဂီတပညာဘယ်တော့မှတင်လို့တတ်မှာမဟုတ်ဘူးကျွန်တော်သူ့ကို နောက်ထပ်မတင်နိုင်တော့ပါတဲ့ဒီစာဖတ်ပြီးနောက်အလုသမားကြီးပြောခဲ့သောစကားကို ကျွန်တော်ပြည့်တည်ရသည် စင်စစ်ကျွန်တော် နောက်မဆုတ်ချင်ပါကျွန်တော်ဂီတပညာသင်၍မရနိုင်ဆိုတာတေချာအောင်မှစမ်းသပ်မကြည့်ရသေးတာတင်လို့ရတယ်ဆိုတာတက်တည်ပြနိုင်အောင်ငါကြိုးစားမယ်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်အဲ့ဒီနေ့မှာကျွန်တော်ကိုယ့်ဘာသာဂီတာအတီးတင်သည်ကျွန်တော်အိမ်သားမှာဂီတာသမားတစ်ယောက်ရှိရာအဲ့ဒီလူတီးသည့်အခါဘေးက အသေးချာကြည့်ပြီးကြိုးခြောက်ကြောင်းပေါ်မှာလက်ချောင်းတွေ ဘယ်အနေထားထား၍တီးလျင်ဘယ်တန်ထွက်သည်ဆိုတာမှတ်သားက၎င်းအတိုင်းထတ်တူလိုက်တီးကြည့်ခြင်းဖြစ်သည်သင်ယူရသည့်ချိန်တာကရှည်ကြာလှပါသည်သို့တော်ပါပဲဖြစ်ဖြစ်ကျွန်တော်အဖို့တော့ကိုပိုင်ပိုင်နိုင်နိုင်တီးခတ်နိုင်မည်တူရိယာပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ခြင်းပဲဖြစ်သည် အသက်20အရွယ်မှာကျွန်တော်ကကျွန်တော် jazz guitar ကိုပင်နိုင်ထားပြီးသုံးယောက်ဝိုင်းတစ်ခုဖွဲ့စည်းသည် ပြီးအောင်မြင်ကြော်ကြားလာရမည်ဟူသောယီမန်းချက်နှင့်နယူးယောက်သို့တက်ခဲ့ကြသည်။သို့တော်နယူးယောက်ရောက်တော့နာမည်ကြီးတီဝိုင်းခေါင်းဆောင်တွေကကျွန်တော်တို့လိုရပုံသည်ပညာသည်တွေကိုကောင်းကောင်းပင်မဆက်ဆံညင်ကြတာကျွန်တော်တွေ့ရသည်။ကျွန်တော်တို့လက်တံကိုမြည်းဆန်းကြည့်ဖို့ပင် အချိန်မပေးနိုင်တော့အောင်သူတို့အလုံများနေကြသည်။တနေ့ Broadway The Ben Gita လမ်းမအဆောက်အဦးကြီးတစ်ခု၏ကော်ရီဒါမှာ ကျွန်တော်တို့၃ယောက်အဖွဲ့ထိုင်ဆောင်နေစေနာမည်ကြီးပင်ဆယ်ဗေးနီးယားအဖွဲ့ဤခေါင်းဆောင်ဖရက်ဝါရင်ဒက်လီကစီတို့လျှောက်သွားတာကျွန်တော်လှမ်းမြင်လိုက်သည်ရုတ်တရက်ပင်ကျွန်တော်ဒီလူကိုဒီနေရာမှာပဲတီးပြလိုက်မည်ဟုဆုံးဖြတ်လိုက်သည်ကျွန်တော်အဖွဲ့သားတယောက်ကလန့်သွားသည်ဟာဒီနေရာကြီးမှာ ဖြစ်ပါမလားကွာဟုဆိုသည်တကယ်ဖြစ်မဖြစ်သေးကြအောင်စမ်းကြည့်တာပေါ့ကွာ ကျွန်တော်ပြောရင်ဂစ်တာကိုကောက်ကင်လိုက်သည် ကံအားလျော်စွာဓာတ်လီကားကကြားနေသည် ကျွန်တော်တို့လက်တံကို ကြားရသည့်အခါ fret အားတင့်သွားသည်ဓာတ်လီကားရောက်လာ၍ဓာတ်လီကားရဲ့သူမဝင်မိမှာပင် ကျွန်တော်တို့ less ball 3ရောက်ဝိုင်းကို သူငှားရမ်းပြီးဖြစ်သွားလေသည်ထို့နောက်နှစ်ပေါင်းအတော်ကြာအောင်ကျွန်တော်ညစဉ်ညတိုင်းဂီတာကို အမျိုးမျိုးအဖုံဖုံ တီထွင်ဆန်းသက်တီးခတ်နေခဲ့သည်ဒီတူရိယာပစ္စည်း တကယ်ထူးခြားပေါ်လွင်လာအောင် မြင့်တင်နိုင်ပေးမည်နီးနာများကျွန်တော်မပြတ်ရှာဖွေနေခဲ့သည် နောက်ဆုံးတွင်ဂီတာတစ်လက်ထဲနှင့်ပင်ဂီတာများစွာပါဝင်သောတန်ဆုံ DIY ကြီးတစ်ခုမှထွက်လာသည့်အတန်မျိုးရအောင်ဖန်တီးရန်နီးလန်းကိုကျွန်တော်တွေ့ရှိခဲ့သည်တချင်းတစ်ပုတ်အတွက်ရတန် Melody Harmony Background စသည်တို့ကိုတစ်ခုချင်းတီးကြားစီတီးခတ်ပြီးအတန်တွင်းယူသည် ထို့နောက်၎င်းဓာပြားများအလုံးမှအတန်ဆုံးကိုဓာပြားတစ်ချက်ထီးသို့ပြောင်းရွှေ့ထည့်သွင်းသည်။ဤဒီကယခုအခါမာတီပဲဟုလူသိများနေပြီဖြစ်သည့်ဤဖြစ်ပါသည်။ပထမဆုံးမာတီပဲဓာပြားများတွင်ရန်ကုမ္ပဏီတစ်ခုနှင့်စာချုပ်ချုပ်ဆိုပြီးနောက်မိသားစုထံအလဲပြန်ခဲ့သည်။အိမ်မှာကောင်းကောင်းအနားယူပြီးအပြန်လန်းတွင်ကားဘိန်ချော်ပြီးလမ်းဘေးထိုးကြသည် စင်းနှင်းတွေထဲမှာ၈နာရီလောက်ကြာမှကျွန်တော်ကို တွေ့ကြကလူနာတင်ရင်နဲ့ဆေးရုံတို့ ယူဆောင်ကြသည်ဆေးရုံက လူနာမှတ်တမ်းမှာရေးထားသည်ကျွန်တော်ထိခိုက်ဒဏ်ရာရစရင်ကကြောက်စရာရှည်လားလွန်းလျသည်ကြောရိုးစစ်တချို့ကျိုးသွားသည်ပခုံးနှစ်ဖက်လုံးကျိုးသည်နှာခေါင်းရိုးကျိုးသည်ညာဘက်လက်မောင်းရိုးကသုံးနေရာတိတိကျိုးသွားသည် ဲ့ဒီနောက်နန်ယိုးအတော်များများတင်ယိုးွေပြီးတော့ခြေတော့နှစ်ချောင်းလုံးတနေ့နန်ထဲမှာရှားဝင်တွေကျွန်တော်ညာလက်မောင်းယိုးကကြိုးကြေသွားတာတွေတိတ်များနေသဖြင့်ပြန်လဲပြင်ဆင်နိုင်ဖို့အလွန်ခဲရင်နေကြောင်းသုံးသက်ကြသည်ဒီလက်ကိုဖြတ်ပစ်လိုက်တာအကောင်းဆုံးဖြစ်လေမလားသူတို့ဆွေးနွေးကြသည်သူတို့ပြောဆိုကြသည့်စကားများဤအ내အဓိပ္ပာယ်အပြည့်အဝကိုတေချာစွာစေငုနေမိသည့်အချိန် အခန်းထဲမှာကျွန်တော်နောက်ထပ်ဘာသာမှမကြားကျွန်တော်စဉ်းစားနေမိသည်ကလမောင်းရင်ကသာဖြတ်မည်ဆိုရင်ကျွန်တော်ဂီတာသမားဘဝသုံးပြီကျွန်တော်ကြိုးစားခဲ့သမျှတဲရီကြပြီဆိုတာပဲဖြစ်သည်ဂရင်ပေါ်မှာလဲလျောင်းရင်ကပင် အတိတ်ကာလစီတို့ကျွန်တော်လွင်မျောရောက်ရှိသွားသည်ဘာကြဟောင်းလေးကိုမှုန့်နေသည်မြောင်းတူအလौသမားကြီးစီတို့ယခုချိန်ထိကျွန်တော်ရရှိခဲ့သမျှအောင်မြင်မှုဒီလဲ ူပေသည့်အကြံဉာဏ်အတိုင်းလိုက်နာခဲ့ခြင်းကြောင့်သာဖြစ်သည်။စံဖြူကြိုးကျဲနှင့်သူ့ရုပ်တွင်ကိုကျွန်တော်ပြန်မြင်လာသည်။တို့နှင့်ကျွန်တော်ကရင်နှင့်အနီးဆုံးမှာရှိသည့်ဆရာဝန်ကိုလှမ်းပြောသည်။ကျွန်တော်ပြောပြရစီဆရာဒီလက်မောင်းကိုဆရာတို့တန်းနိုင်သမျှကြိုးစားကြည့်ကြပါဦး။လုံးဝမရတော့ဘူးဆိုတာတေချာတော့မှပဲ။မရဘူးလို့လက်လျှော့ကြရအောင်လားဆရာ။ ဒီနောက်မှာတော့ကျွန်တော်လက်မောင်းကိုအကြိမ်ကြိမ်ထပ်ထပ်ခွဲစိတ်ကြသည်ခြေထောက်ကအယိုးကိုလက်မောင်းစီဆက်ပွားပေးနိုင်ပြီးတော့မှသာလက်ချောင်းတစ်ခုလုံးဖြတ်ရတော့မည်အန္တရာယ်မှလွတ်မြောက်သွားတော့သည်သို့တော်တရောင်စစ်နေရာမှာပြဿနာကျန်နေသေးသည်တရောင်စစ်နားတွင်အယိုးတွေကျေမွသွားသည်ဖြစ်ရာအဲ့ဒီနေရာတွင်တတ္ထုပြားတစ်ခုအစာထိုးပြီးပြန်လဲတိဆောက်ရသည်ဒီနေရာမှာအကွေးဆန့်လုပ်၍ရမည်မဟုတ်တော့ ကွေးလျင်အကွေးတိုင်းဆန့်လျင်အဆန့်အတိုင်းတမတ်တီရှိတော်မူဖြစ်ရာရှားဝင်များအားကျွန်တော်ဂီတာတီးရန် အစဉ်ပြေသည့်အနေအထားအတိုင်းထားပေးရန်မေတ္တာရက်ခံလိုက်သည် တကယ်ဂီတာတီး၍ရမရသေးကြအောင်ကတစ်နှစ်ခွဲလောက်ကြာအောင်စောင့်ဆိုင်ခဲ့ရသည်သို့တော်မရဘူးဆိုတာ မသေးချာမချင်းလက်မလျှော့ဘူးဟူသောမူဝါဒကို လက်ကင်ထားသူပြီးပြီးအဲ့ဒီစောင့်ဆိုင်နေရစဉ်ကာလအတွင်းမှာ တေးသွားတွေတီးခွက် တွေကိုခေါင်းထဲမှာပဲစဉ်းစားသည် စီစဉ်သည်အမျိုးမျိုးအဖုံဖုံစမ်းသပ်တီးခတ်ကြည့်နေသည် တဖြည်းဖြည်းကျွန်တော်ခေါင်းထဲမှာအီယာမလောင်းပလေးဓာပြားကြီးတစ်ချပ်တီဆောက်မိလာသည်ကျွန်တော်ဂီတာတည်တည်ချာချာပြန်ကိုင်နိုင်မိအချိန်တီးခတ်မိဂီတာတန်စင်တွေအလုံးဒီဓာပြားကြီးထဲမှာတူမိထားသည်ဒီလိုဖြစ်နောက်ဆုံးကြောက်ပတ်ဒီဖြေရမိအချိန်ဆိုက်ရောက်လာခဲ့ပါသည် အဲ့ဒီနောက်တွင်လုံးဝအချိုးမကျဖြစ်နေသောကျွန်တော်ညာဘက်လက်ကို အရင်တုန်းကသူလှုပ်ခဲ့သမျှပြန်လှုပ်တတ်အောင်ခဲရင်ပင်ပန်းစွာပြန်လဲတင်ကြားခြင်းပြုရပါသည်ထို့နောက်၃ရောက်ဝိုင်းတစ်ခုထပ်မံထူထောင်က နေပွဲစဉ်များစတင်သည်ဒီလိုလှုပ်ဖြစ်ရန်အတွက်ကျွန်တော်အတော်ကြီးတတ်တိမွေးခဲ့ရသည်ဇွဲနှဘဲကြီးကြီးနှင့်လဲအားထုတ်ခဲ့ရပါသည်ယခင်ပုံမှန်အနေထားရောက်အောင်ကျွန်တော် ပြန်လောက်နိုင်မလောက်နိုင်ဆိုဒီကစင်ပေါ်တကယ်တက်ကြည့်မှတေချာပေါက်သိနိုင်မည်မဟုတ်ပါလားတမျိုးပြီးတမျိုးတပွဲပြီးတပွဲဆက်တိုက်ကူးကတနစ်လောက်ကြာအောင်ကျွန်တော်ထွက်ခဲ့သည်အလွန်ပင်ပန်းသည်သို့တော့အဲ့ဒီပြင်းထန်ကြမ်းတမ်းလွန်သောခရီးစဉ်ကအကျိုးရလက်ကြီးမားခဲ့သည်ထိခိုက်ဒဏ်ရာမရမီကလက်ကိုမှီအောင်ကျွန်တော်ပြန်လဲတီးခတ်လာနိုင်ခဲ့သည်ကျွန်တော်ဓာပြားတွေပြန်သွင်းပြစ်သည် ဒီကမှာတော့ကျွန်တော်ဂီတသံမှာဇနီးတဲ့မယ်ရီဖို့ဤအဆိုပါ တွဲဖက်ပါဝင်လာပြီကျွန်တော်တို့ဇနီးမောင်နှံဤဓပြားတွေကို တကဘာလုံးက နှစ်ချိုက်စွာ နာတော်တဆင်ကြသည်ဓပြားချက်ပေါင်း16တန်းယော်မြဝယ်ယူအားပေးကြသည် အတိုင်းတိုင်းအပြည်ပြည်ကလူငယ်များလောကတွင်လည်းဂီတာဆိုသော တူရိယာပစ္စည်းကအကြီးအကျယ်ရေပန်းစားကအတက်တယောလေ့ကျင့်တီးခတ်လာခဲ့ကြသည် များမကြာမီကမူမိတ်ဆွေဂီတသမားတယောက်ကျွန်တော်ဤသူစိုးစိုးဝါးဝါးထိခိုက်အနာတရဖြစ်သည့်အကြောင်းကြားသိရသည်။သူကစန္ဒယာသမားဖြစ်သည်။ထိခိုက်ဒဏ်ရာကြောင့်စန္ဒယာလုံးဝမတီးနိုင်တော့ပြီ။ဂီတပညာရှင်ဘဝကိုစွန့်လွတ်ရတော့မည်ဟုကြားသည့်အခါကျွန်တော်သူ့ကိုစာတွေအဆောင်ဆောင်ရေးကာဂီတကိုမစွန့်လွတ်ဖို့ပြန်လဲစူးစမ်းကြည့်ဖို့တိုက်တွန်းသည်။ကျွန်တော် မတနိုင်တော့ဘူးဗျာသူဓမ္မစိတ်ပြက်စွာအကြောင်းပြန်လာသည် မတနိုင်တော့ဘူးဆိုတာတေးကြလားတေးကြအောင်ခမားစမ်းကြည့်ပြီးပြီလားဟူ၍ပဲကျွန်တော်ထပ်တလဲလဲပြန်မေးသည်နောက်ဆုံးတော့ကျွန်တော်တိုက်တွန်းမှုအောင်မြင်သွားသည် သူစန်းနေရပြန်ဒီသည် မျော်လင့်ချက်ကင်းမဲ့သော အနေထားမှနေ၍တောက်ပသော အနာဂတ်တစ်ခုသူပြန်လဲတိဆောက်နိုင်ခဲ့သည်ဒီလိုပဲဒီချိန်မဟုတ်ဒီချိန်ကျွန်တော်တို့ဘဝမှာ အုတ်နယံကြီးကစီးသလိုခက်ခဲသော အနေအထားမျိုးကြုံရတတ်ပါသည်ဖြည့်ရှင်းရနီးလမ်းမရှိတော့ဘီဟုထင်ရသည့်ပြဿနာမျိုးဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ဟုယူဆရသော လုပ်ငန်းတာဝန်မျိုးဒီအနေအထားမျိုးကြုံရသည့်အခါငါမတတ်နိုင်ဟုအလွယ်တကူ မပြောပါနဲ့ငါမတတ်နိုင်ဘူးဆိုတာတေချာသလားလက်တွေ့ဆန်းကြည့်ပါ မတတ်နိုင်တာတကယ်သေးကြပါပြီဆိုတော့မှတာလက်လျှော့ပါကျွန်တော်ကိုယ်တိုင်နေနှင့်မူငယ်စဉ်ကတွေ့ဘူးသည့်မြောင်းတူးသူအလौဒမားကြီးဤယေຊုကြီးမားလှသောဩဝါဒစကားကိုလိုက်နာခဲ့သည့်အကျိုးကြောင့်ကြောက်တုံးကြောက်ခဲနှင့်တိဆောက်ထားသည့်နန်ယံတတိုင်းဟူသည်လေနန္ဒာဖိတွန်းလျင်တစ်ချိန်မှာပြိုလဲသွားနိုင်သည်ဆိုတာ တွေ့ရှိသိမြင်ခဲ့ပြီဖြစ်ပါသည်